ဒီနေ့မှာတော့အိမ်မမိသားစုတွေစုံနေတာနဲ့ဝတ်သားတုတ်ထိုးလေးလှုပ်ရှားဖြစ်ပါတယ်။ဒါကတော့ဝတ်သားတုတ်ထိုးဖို့အတွက်ဝယ်ခဲ့တဲ့ပစ္စည်းတွေဖြစ်ပါရှင်။ဒီမှာဆိုလို့ရှိရင်ဥပါရဲ၊သဲပါရဲပြီးတော့နှလုံး၊ကြောက်ကပ်ပြီးတော့ဝတ်ခေါင်းပေါ့နော်ပြီးတော့အသားကတောင်းပါပါရှင်။အိမ်မကိုယ်တည်းထိုးစားရင်တော့ကိုယ်ကြိုက်တဲ့ဟာလေးတွေကိုပူပူလေးထည့်ပြီးလှုပ်ရှားရတာပေါ့နော်။ဖြူတို့သူ့ကိုရေဆဲသက်ဆက်ပေးထားလိုက်ပါမယ်နော်။ဖြူကရင်ဦးဆုံးစားရှလကိုင်ထည့်ပြီးတော့တေချာလေးတိုက်ချုပ်ပေးထားလိုက်ပါရှင်။ အားလုံးကိုတေချာလေးတက်စင်သွားအောင်တေတေချာချာလေးနနာလေးစစ်ထုတ်ပေးထားလိုက်ပါရစေ။ဖြူဦးကိုလည်းတေချာလေးစစ်ထုတ်ပေးထားလိုက်ပါမယ်နော်။ဒီမှာဆိုလို့ရှိရင်တော့ဖြိုးသေးချာလေးလေးငါးရေလောက်စစ်ထုတ်ထားရပါတော့။ဒါကဗီဒီယိုအရှိမဆိုလို့သေချာရေတော့မပြတ်ထားပါဘူး။စာနဲ့ရှာလကိုင်းနဲ့တိုက်ချုပ်ပြရနဲ့ရေနှစ်ရေလောက်စစ်ထုတ်ပြီးတော့နောက်ထပ်ဖြိုးကစံမှုတ်လေးနဲ့ငယ်ထည့်ပြီးပါတော့။ဟီနဲ့တွေပြတ်သွားအောင်သေချာလေးနောက်ထပ်နဲ့ထုတ်ပစ်ထားလိုက်ပါရစေ။ ပြန်နဲ့ရင်နဲ့ပြန်ဆေးထုတ်ပေးထားလိုက်ပါတယ်။ပြီးတော့ဦးကိုလည်းနောက်ထပ်တစ်ခါစားနဲ့ရှလကိုင်ထည့်ပြီးတော့သိချလေးနဲ့ထုတ်ပေးထားလိုက်ပါတယ်ရှင်။ကဲဒါဆိုလို့ရှိရင်တော့အားလုံးတန့်စီပြပါပြီနော်ဖြူရရတမုတ်တူနဲ့လာဆက်ပစ်ထားလိုက်ပါမယ်ဒီဟဲမဖြူကအသားမုတ်ထိုက်ထားရတယ်ပြီးတော့ပဲငက်ပြည့်ကြီးပဲငက်ပြည့်ရဲ့နောက်ပြီးတော့ QC ီးတော့တကြားစားပြီးတော့ရှလကိုင်နဲ့ငယ်ထည့်ပြီးတော့ထောင်းထားတဲ့ဂျင်းချစ်တော့ဖြူပြီးတော့နည်းနည်းပဲမြစ်တော့ကိုပေါ့ဗောနော်ထည့်ပြလိုက်ပါတယ်ဖြူကအည်လေးကိုညှိပြီးမှဒီဖက်ကိုခါရထည့်ပြီးအလုံးကိုနှက်သွားအောင်နေဟာပြလိုက်ပါတယ်ရှင်ဒီနေ့ကအိမ်မို့အမလည်းလာလေတဲ့အမေလည်းလာလေတဲ့ပေါ့နော်မိသားစုတွေဆုံကနဲ့လှုပ်ရှားဖြစ်တာလေးပါအားလုံးကိုတည်တည်ချာချာနဲ့ပြီးပြီဆိုလို့ရှိရင်နှက်သွားပြီဆိုလို့ရှိရင်ဖြူတို့ကိုနိုင်ဝဲလောက်နှက်ထားပေးလိုက်ပါမယ်နော် ဖြူကတော့အချိန်သိမ့်ရှိရတဲ့နိုင်ဝက်လောက်ပဲနှက်ထားပေးပါရယ်အချိန်ရှိတော့တနိုင်လောက်နှက်ထားပေးနိုင်ပါရယ်เนาะပြောတာကတော့ရေဆိုင်ထားတဲ့ငှုပ်တီးပွားတောက်တယ်ပေါ့နော်ဖြူတို့သူ့ကိုလာပြီးတော့စိတ်ပေးလိုက်ပါမယ်ရှင်ဖြူကရေနှဲငယ်ထည့်ပြီးတော့အားလုံးညက်သွားအောင်တိတ်ထားပေးလိုက်ပါရယ်ဖြူတို့အချိန်ထဲမှာထည့်ဖို့တော့ပေါ့နော်ဒါကတော့ အလုံးညတပိဆိုလို့ရှင်ရွှေချင်းရေးစပြီးတော့လုတ်ပြလိုက်ပါမယ်နော်။ရေအုံဆုံးအိုးထဲကိုထန်းရက်ထပ်ပြလိုက်ပါတယ်။ချိုကအိမ်မှာရှိတဲ့ Titanium လေးနဲ့ပဲတုံးထားပါတယ်။ပြီးတော့ချော်ထားတဲ့မကြီးရေကိုထပ်ပြလိုက်ပါတယ်။ပြီးရနဲ့ဒီတကြားခဲလေးတွေပေါ့နော်ပြောတော့တဲ့အထိတူတပ်ပြလိုက်ပါတယ်ရှင်။တကြခလေးတွေပြောတာပြီဆိုမှခနာကကြိုက်ထားတဲ့မြုပ်တီနှစ်ကိုထက်ပြီးတော့အားလုံးကိုနှစ်သွားမှွေထားပေးလိုက်ပါတယ်။ဒီနေရာမှာရတာဆက်တာကျတော့ကိုစိတ်ကြပါနော်။ အချင်းကျတဲ့အချင်းပေါ့နော်ဖြိုကြတော့အချင်းကျတဲ့အတွက်မကြီးလေးကိုနည်းနည်းလေးပူထည့်ပေးထားပါရယ်ပြန်နဲ့အားလုံးကိုနှစ်သွားအောင်သေချာလေးမှွေသွားပေးလိုက်ပါရယ်ရှင်အားလုံးနှစ်သွားပြီဆိုရင်လည်းသူ့ထဲကိုစားနေငယ်ချမုံနေငယ်ထည့်ပေးလိုက်ပါရယ်ကဲဒါဆိုလို့ရှင်တော့ဘောတာတော်ထုံးနဲ့တွေ့စားမယ်အချင်းလေးကတော့ရပါပြီနော် ပြရနဲ့ခွက်လေးထဲကိုထည့်ပစ်လိုက်တယ်ပြီးတော့လေသာပိသနာနဲ့ပင်ရဲ့လေသာပိသမြုပ်သီးဆဲရဲ့ထောင်းထားတဲ့ကျေတုံဖြူလေးရဲ့ထည့်ပစ်လိုက်ပါရရှင်အဲ့နဲ့လည်းမှုမှုလေးဖြစ်အောင်ပေါ့နော် ကဲအချင်းရင်လေးကတော့ရနေပါတော့အချင်းရင်ဆက်လုပ်ပြီးပြီဆိုလို့ရှင်ဖြူတို့ခဏအကနှစ်ထားတယ်ပေါ့တာဟုတ်လာချက်ပေးလိုက်ပါမယ်နော်ရင်အောင်ဆုံးအိုးဘူးထဲကိုတကြားထည့်ပေးလိုက်ပါတယ်တကြားကိုအရင်ဆုံးဒီလိုမျိုးပေါ့နော်အယောင်ရရဲလေးတွေတန်းလာတဲ့အထိကြိုသားပေးလိုက်ပါတယ်ရှင်အယောင်လေးတွေရရဲလေးဖြစ်ပြီးတော့တကြားတွေလည်းပျော်သွားပြီဆိုမှဖြူတို့ခဏနှစ်ထားတယ်ပေါ့တာကိုထည့်ပေးလိုက်ပါမယ်နော်ပြီးရင်တော့အားလုံးကိုနှစ်သွားအောင်မှုထားပေးလိုက်ပါတယ် အားလုံးနှစ်တော်ပဲဆိုတာနဲ့သူတွေကိုကရဝေးရွက်ပြီးတော့နက်နက်ဖွင့်တကြပိုခေါက်တို့ကိုထည့်ပြီးတော့ပြန်ပြီးတော့မှုထားပေးလိုက်ပါတယ်။ပြန်နဲ့အဖုံးလေးအုပ်ပြီးတော့ပုပ်ပတ်ဆူလာတဲ့အထိတက်ထားပေးလိုက်ပါရရှင်။ပဝဆူလာဘီဆိုအနဖြူကဒီချက်ညက်တဲ့ဟာလေးတွေကိုအရင်ဆုံးထုတ်ထားပေးလိုက်ပါတယ်ဒီမှာဆိုလို့ရှိရင်ဦးရီပြီးတော့အသေးပြီးတော့ကြောက်ကက်ပေါ့နော်၃မျိုးကိုထုတ်ထားပါတယ် ပြရနဲ့ကျန်နေတဲ့အသားလေးသေးကိုရေထည့်ပေးလိုက်ပါတယ်။ရေကြတော့ကိုလိုအဲ့လောက်ထည့်ပေးနေပါတယ်နော်။ဖြိုကြတော့ဒီဝက်သားကိုချက်တက်ထိပြုတ်မှဖြစ်တဲ့အတွက်ရေကိုနည်းနည်းလေးပို့ထည့်ပေးထားပါရစေ။ပြရနဲ့ပုပ်ပဆွေထိဆက်ပြီးတော့တဲတော့ပေးလိုက်ပါတယ်။ပုပ်ပဆူလာပြီဆိုတော့လည်းအပြန်လှန်လေးတွေလောက်ထားပေးလိုက်ပါရစေ။ပြုတ်ထားတဲ့ဝက်သားပေါ့နော်။ပြီးတော့ဒီတည့်ရဆက်ပြီးတော့ပြုတ်သားပေးလိုက်ပါတယ်။ ပြုတ်ထားတယ်ဘောတာကလည်းချက်ခနေပြီဆိုလို့ရှိရင်ဘောနော်ချက်နေပြီဆိုရင်နေထားလိုက်ရပြီဆိုလို့ရှိရင်ခနာကထုတ်ထားတဲ့အသေးတို့ကြောက်ကတ်တို့ဥကိုပြန်ထည့်ပေးလိုက်ပါတယ်ပြီးရနန်းတို့ထက်တရေကိုထည့်ပြီးတော့ဆက်ပြီးတော့ပြုတ်သွားပေးလိုက်ပါရှင်ဒီတစ်ခေါက်ဆိုလို့ရှိရင်နူးလေးထိကြမှာဘောနော်ကဲဒီနေထားဆိုလို့ရှိရင်တော့ချက်နေပါပြီနော်နူးလေးနူးနေပါပြီဘိုက်လည်းအရင်စနေပြီဆိုတာနဲ့ဖြိုးကမီးလေးကိုပိတ်ပြီးတော့ဒီဘက်သားလေးတွေသေးတွေကိုထုတ်ပေးလိုက်ပါတယ်ပြီးရင်တော့အိတ်ခဲမီးလေးပဲဘောနော် ပြီးတော့အိုးမကျန်နေတဲ့ဒီဆွေပြည့်ရည်လေးကိုကြာတော့ဟိရင်တော့လေလောက်မှာပေါ့နော်အဲ့ဒီအတွက်အထက်မှာရှိတဲ့အဖက်လေးတွေကိုစကားလေးနဲ့ဆက်ထုတ်ပေးထားလိုက်ပါတယ်။စကားနဲ့ဆက်ထုတ်ပြန်နေရှိနေတဲ့ဟိရင်လေးကိုအရတလေးကြီးပေးလိုက်ပါတယ်။အရတလေးဆိုရင်ပြီဆိုလို့ရှိရင်ရရပြီနော်။ပြီးရင်တော့ဖြူတို့ခဏကခတ်ထုတ်ထားတဲ့ဒီဝတ်သဲတို့ဝတ်သားတို့ကိုလိပေးထားလိုက်ပါမယ်နော်။ဖြူကတော့အတုံးကြီးကြီးလေးတွေလိထားပေးပါရစေ။အားလုံးကိုလှီးပြီးတာနဲ့တော့လေးနဲ့ထုံထားပေးလိုက်ပါရစေ။အတုံးတွေကတော့အကြီးပဲပေါ့နော်။ ဖြိုးတင်မှထိချတာကဲအလုံးတော့လည်းထိုးပြီးဆိုတာနဲ့ဖြိုးတို့ဟင်းချိုရေလေးကိုပေါ်ကလောင်းပေးလိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်တော့အရင်စကားတွေဝတ်တာထိုးလေးရတော့ရနိုင်ပါပြီ။အနက်လေးကမွေးပြီးတော့လုံးဝနုပ်ဣပြီးတော့ချိုးဆိုင်နေတဲ့ဖြိုးတွေဝတ်တာထိုးလေးရတော့စာဖို့စစ်သိဖြစ်နေပါပြီ။ကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်။ Subscribe ကိုနှိပ်ခေါင်းကိုနှိပ်ပေးကြပါပဲကျွန်တော်ဗီဒီယို